မင်္ဂလာပါ theology တလုံးဆိုင် morning devotion season ကနေပြန်လည်ကြိုဆိုပါရစေဒီနေ့မှလည်းအရင်ဆုံးကျွန်တော်တို့အဖဖျားသခင်ထံတူဝင်စကားပြောခြင်းနဲ့အစာပြုကြရအောင်ကောင်းကင်မြေကြီးစကြဝဠာလုံးလုံးကိုဖန်ဆင်းတော်မူသောအရှင်အဖဖျားခရစ်ရှင်ကိုခေါ်ခွင့်ပေးသောကြောင့်ယေရှုတင်တယ်ခရစ်ရှင်ကိုမိပြုခွင့်ပေးသောကြောင့်ယေရှုတင်တယ်ဒီနေ့တနေ့တလုံးမှာခရစ်ရှင်သမာတရားအလင်းဖြစ်သွားလာနိုင်စေဖို့ယံနှုတ်ကပတ်တော်ကောင်းကြီးပေးတော်မူပါလူတော်ကိုလိုက်နိုင်သော ပြည့်စုံစေနိုင်သောခွန်အားအစွမ်းတတ်တဲ့တန်ရှင်တော်ကိုကျွန်တော်ဖျားဖြည့်ပြီးတော့မှာပါယေရှုတင်မာရကူရောတကယ်ယေရှုနာမနဲ့ဆက်ပြပါ၏အာမင်ကျွန်တော်ဒီနေ့မှာတော့ယောရှုမဆာခန်းကြီး2အငယ်16ကနေအငယ်19ကိုဖတ်ရှုဆင်ခြင်မှာဖြစ်ပါတယ်ယောရှုမဆာခန်းကြီး2အငယ်16ကနေအငယ်19ဖြစ်ပါတယ်ဤပြည်သူငါတို့ရောက်လာသောအခါယခုလျှော့ချသောပြတင်းပေါက်၌ ဤကျိုးဏီကိုချီထား၍တင့်မိဘတင့်မောင်များနှင့် ပေါ့ဖော်များ အပေါင်းတို့ကိုတင့်အိမ်၌ခေါ်ထားရမည်ထိုအခါတင့်အိမ်ထဲကလမ်းသို့ထွက်သွားသော သူမည်သည်ကသေလျင်သေပြစ်ကို ကိုယ်တိုင်ခံစေငါတို့သည်အပြစ်လွတ်စေတင့်အိမ်၌ရှိသောသူမည်သည်ကို အသေးသက်လျင်သေပြစ်ကိုငါတို့သည်ခံစေ ။အရှုတော်ရဲ့တမချန်စာအဖြစ်ဖျားသခင် ပြင်ရှင်ပေးထားတဲ့ကောင်းကြီးမင်္ဂလာသင်အပေါ်မှာရှိပါစေ။ဒီနေ့ဖတ်သွားတဲ့ကျမ်းချက်ကတော့ခါနန်ပြည်ကိုဝင်ရောက်စုံစမ်းထောက်လှမ်းခဲ့ကြတဲ့ဣသေလလူမျိုးတရှုနှစ်ယောက်ကယေရီခေါမြို့သူပီဇာရာခတ်ကိုပြောခဲ့တဲ့စကားတွေဖြစ်ပါတယ်။ဒါကတော့ရာခတ်နဲ့ပြုခဲ့တဲ့တရှုနှစ်ယောက်ရဲ့ပဒိညာဂတိသစ္စာလို့ခေါ်လို့ရပါတယ်။ဒီသဘောတူညီချက်ဂတိစကားကတော့ရာခတ်က ူအိမ်မှာကျိုးနီကိုချီထားရမယ်။ပြီးရင်အိမ်ထဲမှာသူ့ဆွေမျိုးတွေကိုခေါ်ထားရမယ်။ဣဒီလာလူမျိုးတွေကယေရီခေါမျိုးကိုဝင်ပြီးသိမ်းပိုက်တဲ့အခါမှာဒီကျိုးနီချီထားတဲ့အိမ်မှာရှိနေတဲ့လူမှန်သမျှကိုအသက်ချမ်းသာပေးမယ်။အိမ်ထဲဝင်ပြီးတော့မှအမျိုးတော်သလားမတော်သလားသကောင်စင်းမစစ်ဘူး။အိမ်ထဲဝင်ပြီးတော့မှဒီလူဘာလုပ်ခဲ့တယ်လဲမလုပ်ခဲ့ဘူးလဲဆိုတော့လည်း live message စေးဘူး။ ကျိုးနီခြီထားတဲ့အိမ်ထဲမှာရှိရင် ချမ်းသာရမယ်။အိမ်ပြင်ရောက်နေရင်တော့ဖြစ်စီခြင်း ခံရမယ်။ဒီသဘောတူညီချက်ကပတ္တခာနေ့ကိုပြန်ပြီးတည်ရစေပါတယ်။ဖရာသခင်အမိန်တော်ရှိတဲ့အတိုင်သိုးတငယ်အသွေးကိုအိမ်တကားမှာတုပ်ထားရင်အဲ့ဒီအိမ်ထဲမှာရှိတဲ့သားဥတွေကတေဘေးလွမြောက်ခဲ့ပါတယ်။အိမ်ထဲမှာရှိတဲ့သူဘလောက်ဆိုးတယ်လဲကောင်းတယ်လဲဘာတွေလှုပ်ထားလဲစတာတွေကိုတခုမှ လိုက်မစစ်ပါဘူးအိမ်တကားတိုင်းမှာတိုးတငယ်အသွေးရှိမရှိကိုပဲကြည့်ပါတယ်တိုးတငယ်အသွေးရှိတဲ့အိမ်ထဲမှာ ရှိနေတဲ့သူတွေချမ်းသာရခဲ့ကြပါတယ်ဒါကသခင်ယေရှုခရစ်တော်အသင်းတော်နဲ့ပြုတဲ့ဗတိညင်ကိုလည်းသိမြင်နိုင်စေပါတယ်ယောမဩဝါဒစာခန်းကြီး9အငယ်9မှာဒီလိုပြောပါတယ်တို့ဖြစ်၍ယခုတွင် အသွေးတော်အားဖြင့်ဖြောက်မက်ရာသို့ရောက်ပြီးမှ ထိုသခင်အားဖြင့် အပြစ်ငရေမှကဲချွတ်တော်မူခြင်းတို့ရောက်မည်ဟုသာ၍မျှော်လင့်စရာရှိ၏ရာခကတချို့တွင်ပေးခဲ့တဲ့ဂတိတစ္ဆာကိုယုံကြည်ပြီးတကားမှာကျိုးနီကို ခြိထားတာကြောင့်သူ့အိမ်ထဲမှာရှိနေတဲ့လူတွေအလုံးအသက်ချမ်းသာရခဲ့တယ်လို့ဖယားသခင်ရဲ့ဂတိတော်ကိုယုံကြည်ပြီးတိုးတငယ်အသွေးကိုတကားတိုင်းမှာတုတ်ထားတဲ့အိမ်ကသားဦးတွေအသက်ချမ်းသာရာရခဲ့တယ်လို့ ။သခင်ယေရှုခရစ်တော်ရဲ့စကားတော်ကိုယုံကြည်ပြီးသခင်ယေရှုခရစ်တော်ကမိမိအပြစ်အတွက်အသွေးသွန်းခဲ့တယ်လို့ယုံကြည်တဲ့သူတွေအသွေးတော်ကိုမိခိုအားကိုးတဲ့သူတွေဆိုရင်ထာဝရကာလမှာချမ်းသာရမှာဖြစ်ပါတယ်။ယေရီခေါမြို့ကိုဣသီလလူမျိုးတွေဝင်ရောက်တဲ့အခါကျိုးနီရှိလားမရှိလားကိုပဲကြည့်ပြီးအသက်ချမ်းသာပေးသည့်မပေးသည့်အဆုံးဖြတ်ခဲ့ပါတယ်။အီဂျစ်ပြည်မှာတာအူးတွေကိုဖျက်ဆီးတဲ့အခါမှာလဲ အိမ်တကားမှာတိုးတငယ်ရဲ့အသွေးရှိမရှိကိုပဲကြည်ပြီးချမ်းသာပြီးမပြေဆုံးဖြတ်ခဲ့ပါတယ်။ထာဝရကာလအတွက်စီရင်ခြင်းလာတဲ့အခါမှာလဲသခင်ယေရှု ခရစ်တော်ရဲ့အသွေးတော်ကို အမိပြုခြင်းရှိမရှိပဲကြည်ပြီးစီရင်ဖို့မစီရင်ဖို့ဆုံးဖြတ်မှာဖြစ်ပါတယ်။ယေရီခေါမြို့မှာရှိခဲ့ကြတဲ့ပီတဇာရာခက်ရဲ့ဆွေမျိုးတွေလဲပီတဇာရာခက်ကသူ့ရဲ့အိမ်မှာလာရောက်ခိုးလုံဖို့ပြောတဲ့အခါ အင်းတင်းတင်းဖြစ်စရာရှိပါတယ်မယုံသင်္ကာဖြစ်စရာအကြောင်းလည်းရှိပါတယ်ဒီလိုကျိုးနီလေးကိုတကားကနေခြီးပြီးခြားထားလိုက်ုံနဲ့အသက်လွတ်ပြီလားဒီလောက်လွယ်ရလားမိမယ်ဆိုရင်မိစရာဖြစ်နိုင်ပါတယ်သဘောတူညီချက်ပဋိညာမှာကျိုးနီခြားထားရင်လွတ်ပေးမယ်လို့ရှိနေတဲ့အခါကျိုးနီခြားထားခြင်းကလွတ်မြောက်စေခြင်းရဲ့အဓိကအခရာ အရေးကြီးသောအရာဖြစ်လာပါတယ် ကျိုးအနီတစ်ချောင်းက ထူးထူးခြားခြားအစွမ်းတကူမရှိပါဘူးဒါပေမဲ့ဂတိတော်နဲ့ပေါင်းဆက်လိုက်တဲ့အခါမိသားစုတစ်ခုလုံးကိုအသက်ချမ်းသာရာရစေတဲ့ကျိုးတစ်ချောင်းဖြစ်သွားပါတယ်လူရဲ့အသွေးဆိုတာကလည်းဘာမှထူးထူးခြားခြားမရှိဘူးလို့ထင်စရာရှိပေမဲ့သခင်ယေရှုခရစ်တော်ရဲ့အသွေးတော်ကဖျားသခင်ရဲ့ဂတိတော်နဲ့ပေါင်းဆက်တဲ့အခါယုံကြည်တဲ့သူတိုင်းကိုအပြစ်စီရင်ခြင်းကလွတ်မြောက်စေမဲ့အသွေးတော်ဖြစ်လာပါတယ် ဂတိတော်နဲ့ပေါင်းဆက်တဲ့အခါမှာထူးထူးခြားခြားမဟုတ်ဘူးလို့ထင်စရာရှိတဲ့ကျိုးနီတစ်ချောင်းကမိသားစုတစ်ခုလုံးရဲ့အသက်တွေချမ်းသာရခဲ့စေသလိုဂတိတော်ကိုယုံကြည်ပြီးဂတိတော်ပေါ်ယက်တီမယ်ဆိုရင်ဘာမှထူးထူးခြားခြားမဟုတ်ဘူးလို့ထင်ရတဲ့ကျွန်တော်တို့လည်းလူပေါင်းများစွာကို ကောင်းချီးပေးနိုင်တော်သူလူပေါင်းများစွာအတွက်ကောင်းချီးမင်္ဂလာ ဖြစ်တဲ့သူများဖြစ်လာနိုင်ပါတယ် ။အကြောင်းဒီကနေ့ကျွန်တော်တို့သခင်ယေရှုခရစ်တော်ရဲ့အသွေးတော်မှာခူလုံကြရအောင်။ဘုရားသခင်ရဲ့ကတိတော်ပေါ်မှာယက်တည်ပြီးအများအတွက်ကောင်းကြီးမင်္ဂလာဖြစ်ကြရအောင်။ဘုရားသခင်တာ၍ကောင်းကြီးပေးပါစေ။ခနလောက်ဆုတောင်းစကားအနံ့ရအောင်။မြေတော်ရှင်အဖဘုရားသခင်ယေရှုတင်တယ်။ကိုရှင်ပေးကြသောဂရုတော်များစွာအတွက်ယေရှုတင်တယ်။ကိုရှင်ချစ်ချင်းမေတ္တာဖြင့်သွန်လောင်းပေးခဲ့သောအသွေးတော်အတွက်ယေရှုတင်တယ်။အသွေးတော်၌ခိုလုံပွင့်ရန်ဖိတ်ခေါ်ပေးခဲ့သောကြောင့်ယေရှုတင်တယ်။ ဖိတ်ခေါ်ခြင်းကိုကြားသိရသောအခွင့်ပေးခဲ့သောကြောင့်ကျေးဇူးတင်တယ်။ဖိတ်ခေါ်ခြင်းကိုလက်ခံယုံကြည်နိုင်သောအစွမ်းပေးခဲ့သောကြောင့်ကျေးဇူးတင်တယ်။ကိုရရှင်အဖပြားသခင်ကိုရရှင်ဘုန်းတော်အဖို့လည်းကျွန်တော်တို့ရဲ့မထူးခြားသောအတ္တများကိုဂတိတော်အပြင်ထူးခြားစေလျက်အသုံးပြုပေးတော်မူပါ။ကျေးဇူးတင်လေတပါးသောတာရတခင်ယေရှုနာမနဲ့ဆုတောင်းစကားနာမနဲ့ဖပါပြား။အာမင်။